ားလုံးမင်္ဂလာပါဒီနေ့မှာတော့ PD application နဲ့ YouChore Bank account ချိတ်ဆက်နေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Bank account နဲ့ချိတ်ဆက်လိုက်တာနဲ့လစဉ်အလိုလျောက်ဖြတ်ပါပါ။ company မှာပေးချေလို့ရဆိုပေမဲ့ဝန်ဆောင်ကရန်390ကျသမှဖြစ်တဲ့အတွက် Bank နဲ့ချိတ်ဆက်တာတော့ပိုကောင်းတယ်လို့ထင်ပါတယ်။အခုပြောပြမယ့် YouChore Bank account နဲ့ချိတ်ဆက်နေရ PD application မှာမဟုတ်ဘူးပေါ့နော်။တခြား Rakuten Mobile application ဖြစ်ဖြစ်တခြား application တွေ Bank နဲ့ချိတ်ဆက်ခြင်းတဲ့အခါမှာဒီနည်းတိုင်းချိတ်ဆက်လို့ရပါတယ်။ အခု PD application နဲ့ဝင်လိုက်ပါမယ် application နဲ့ရောက်သွားရင်ဒီညာဘက်အောက်တောက်မှာရှိတဲ့ account တို့လည်းဝင်လိုက်ပါ account တို့လည်းဝင်ပြီးသွားရင်တော့ oshi hara ကိုဟိုနှိပ်ပေးလိုက်ပါမြန်မာတော့ company မှာပေးချိန်မယ်ဆိုရင်ဝန်ဆောင်ကအနေနဲ့390ကျတင်မယ်လို့ရေးထားတာဖြစ်ပါတယ်။ရောက်ကဘန်းနေအလိုလျောက်ဖြတ်တောင်းမဲ့စနစ်ကိုရွေးမယ်ဆိုရင်တော့ဝန်ဆောင်ကအခမဲ့ဖြစ်ပါတယ်။ ဒီစနေကိုတော့ကိုးစားဖူလီခါရဲလို့ခေါ်ပြီးတော့မိုးရှိခိုးပြီးစပြီးတော့ရှောက်ပါမယ်။ကိုးစားဖူလီခါရဲနေ့မိုးရှိခိုးပြီးကိုနှိပ်ပါမယ်။ပြီးတော့ရင်တော့သတိထားမဲ့ချက်လက်တွေဖတ်ပြီးတော့အမှန်လေးချက်ပြီးတော့နောက်တစ်ဆင့်တော့ပါမယ်။ဒီနေရာမှာတော့ကိုယ့်ရဲ့နာမည်၊မွေးနေ့ရက်ထည့်ပြပါဖြစ်ပါတယ်။ဘဏ်အကောင့်ကနာမည်အတိုင်းထည့်ပြပါ။နာမည်မွေးနေ့ရက်ထည့်ပြပါဆိုရင်တော့ ောက်တစ်ဆင်းအောင်ထပ်ပြီးတော့သွားပါမယ်။ဒီနေရာမှာဆိုရင်ကိုချိတ်ဆက်ခြင်းနဲ့ဘန်ကိုရွေးပြရမှာဖြစ်ပါတယ်။ကျွန်တော်တို့အခုချိတ်မှာက you chore ban ဆိုတော့ you chore king ko webu okay scale နေလိုက်ပါတယ်။ဒီမှာဆိုရင်တော့ ban name နဲ့ကိုရဲ့ ban account name ခုနဖြည့်သွင်းထားတဲ့ ban account name ပေါ်နေပါတယ်။နောက်တစ်ဆင်းအောင်သွားပါမယ်။မှာတော့ rule and regulation တွေကိုသဘောတူညီကြအောင်နှိပ်ခိုင်းတာဖြစ်ပါတယ် ီနေရာကိုဖတ်ပြီးတော့ဒိုးရေးစုစု agree ကိုနှိပ်ပြလိုက်ပါနှိပ်ပြီးပါဆိုရင်တော့ကိုယ့်ရဲ့ ATM ကတ်မှာပါတဲ့ key ကိုခဏ၅လုံးကိုဒီနေရာမှာဖြည့်သွင်းမှာဖြစ်ပါတယ်။သူကနှလုံးဖြည့်သွင်းမိတာလားဆိုတော့အလဲက၃လုံးပဲဖြည့်ရမှာပါ။ key ကိုဖြည့်ပါဆိုရင်တော့စူးစူးမှုနောက်တစ်ဆင့်သွားပါမယ်။ဒီနေရာမှာတော့ ATM ကတ်မှာပါတဲ့ကိုယ့်ရဲ့ bank account ၈လုံးကိုဖြည့်သွင်းမြင်မှာဖြစ်ပါတယ်။ဒီနောက်ဆုံးမှာတစ်လုံးပါတဲ့အတွက်ကြောင့်မလို့၈ရက်၇လုံးကိုပဲဖြည့်သွင်းမိရမှာပါ။ဘန်ကောက်ဖြည့်ပွားရင်မွေးနေ့ကိုဒီပုံစံအတိုင်းဖြည့်သွင်းပေးရမှာပါ။ ။ဝင်နစ်ဖြည့်ပြီးွားရင်တော့ကိုယ့်ရဲ့ဘဏ်အကောင့်ဖွင့်ထားတဲ့ဖုန်နံပါတ်ကိုဖြည့်သွင်းပေးရမှာပါ။ချက်လက်တွေအကုန်ဖြည့်ပြီးွားရင်တော့စွတ်စွတ်မှုနောက်တစ်ဆင့်ထပ်သွားပါမယ်။ဒီဆင့်ကတော့ကိုယ့်ဖြည့်သွင်းခဲ့တဲ့ချက်လက်တွေခါခုနင်းစစ်ဆေးခိုင်းထားပါဖြစ်ပါလေ။နောက်တစ်ဆင့်ထပ်သွားပါမယ်။မှန်ကန်နေဆိုရင်။ဒီဆင့်မှာတော့ကိုယ့်ဖြည့်ချောင်းဟွန်းနှင်းခါခုနင်းအတီးပြူတာဖြစ်ပါလေ။ SMS နဲ့အတီးပြူမှလာဖုန်းကောနဲ့အတီးပြူမှလာရွေးခိုင်းတာပါကျွန်တော်ကတော့ SMS နဲ့အတီးပြူတွေကိုရွေးပေးလိုက်ပါတယ်နောက်တစ်ဆင့်ကိုသွားပါမယ် အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကို SMS ပို့မှာဖြစ်တဲ့အတွက်အဆင်ပြေတယ်ဆိုရင်စွစွမှုနှိပ်ပြီးလိုက်ပါဒီနေရာမှာ SMS ကပို့လာတဲ့ကဏ္ဍကိုရိုက်ပြီးလိုက်ပါအဲ့ဒီဘယ်လိုနောက်တစ်ဆက်သွားပါမယ်။နောက်တစ်ဆက်မှာတော့ကိုယ့်ရဲ့ ATM ကတ် password လေးလုံးကိုရိုက်ထည့်ခိုင်းတာဖြစ်ပါတယ်။ရိုက်ထည့်ပြီးပါနောက်တစ်ဆက်အခက်သွားပါ။ challenge တွေပြည့်စုံသွားပြီဖြစ်တဲ့အတွက်ခိုးစား fully ခိုင်းမရှိကုန်ပြီလို့ခေါ်တဲ့ဒီရှောက်ထားခြင်းကိုနှိပ်လိုက်ပါမယ်။ အခုဆိုရင် PD application နဲ့ Ucho Bank account ချိတ်ဆက်တာပြီးသွားပြီဖြစ်ပါတယ်။အခု3လပိုင်းမှာချိတ်တယ်ဆိုပေမဲ့သူပတ်စံစာပြတ်မှာ4လပိုင်း28ရက်နေ့ကနေစပြတ်မယ်လို့ပြောထားပါတယ်။ကဲအဲ့ဒါဆိုရင်ဗီဒီယိုအဆုံးရှိရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။